သက်ထွက်လာရဲ့ New Hero Zoo Chan ရဲ့ scale သုံးဝင်ပုံများပထမဆုံး Passive ကစပြောရရင် scale 1နဲ့2သုံးနိုင် spell fan အပူရမယ်နောက်တစ်ချက်ကဒီစကွင်းလေးပါသူ့နောက်ကိုကတ်လာတဲ့ enemy တွေကို ပြန်ကန်ထုံးမဲ့ effect ပါလာပါမယ်တခါတည်းရှိဥပါပွင့်လာမှာပါဒီ Passive ကတော့120စက္ကန့်ခိုးတောင်းရှိပါတယ် scale 1 Phoenix Strike Zoo Chan ဟာ Phoenix Line တစ်ခုကိုပြစ်လိုက်မှာဖြစ်ပါတယ်အိလိုင်းလေးဟာ enemy ကိုထိသွားရတဲ့နောက်ထပ်တစ်ခုဇက်တိုက်ထပ်ပစ်သွားမှာပါ ုံးချက်တည်ပြနိုင်ပြီးနောက်ဆုံးအချက်မှာဆိုရင်ဓာမေးပို ठी ပြီးတော့အနောက်ကိုသွန်းကန်နိုင်မဲ့အဖက်လေးလည်းပါပါရဲ့ဒီစကေးပွင့်နေရတဲ့တခြားစကေးတွေလည်းသုံးလို့ရအောင်ပါပါတီထားဖို့ကသုံးချက်လုံးထွက်ဖို့ဆိုရင် enemy က core range တဲမှာ PR ထိရှိနေဖို့လိုပါလိမ့်မယ် skill 2 finish descent စုချန်ဟာ finish ဝိညာဉ်ကိုဆက်ခေါ်လိုက်မှာပါစာသုံးသုံးချင်း average တဲက enemy တွေကို magic damage နဲ့ slow ပေးမယ် a range က30ကလောက်ဆက်ရှိနေမှာဖြစ်ပြီးအဲ့အတော်အတွင်းလည်း magic damage ဆက်လိုက်ထိနေမှာပါ range မပြောက်ခင်အချိန်အတွင်း skill 2ကိုနောက်ကျိန်ထပ်နေလို့ရပါတယ်အဲ့က range ကနေရာရွှေ့မှာမှာဖြစ်ပြီးစောစောကလို့ damage နဲ့ slow ထပ်မိစေမှာဖြစ်ပါတယ် ultimate fury of the phoenix ဂျီဆန်ရှင်တို့ address တို့လို့ mage တန်းမှာ global vision ပေးနိုင်မဲ့ hero ကတော့ su chan မဖြစ်ပါဘူးတဝန်းလုံးက enemy ကို vision ပေါ်ပေးနိုင်မဲ့အပြင် magic damage နဲ့စတန်း ဇီဝန်အိတ်စက္ကန့်မှာပြီးသွားအောင်ပါပါအဲ့ပြင်တဝင်းလုံးကကိုယ့်အတင်းသားရိုးလဲခဏတာ movement speed တိုးစီမှာဖြစ်ပါရဲ့အဲ့တော့ faster go နဲ့ရီဇန်ရှင်းတို့ကိုပေါင်းဆက်ထားရဲ့ဒီ mage ဟာ brand မှာ ban ရလောက်တဲ့ hero ဖြစ်နေပြီလားအချိန်တွေဘယ်လိုရှိလဲဆိုတာကို comment ရွေးကနေပါရဲ့စူချမ်းကိုကျန်းနိုင်စေမဲ့ skill combo များအရင်ဆုံးအားလေးကြီးမှာဆိုရင် skill 2 skill 1 skill 2 skill 2ရဲ့အရင် slow လိုက်မယ် Magic Defense Reduce လဲပါသေးရဲ့ကိုစကေးဝမ်းပြင်းနေစဉ်အတွင်း enemy ရထွက်ပြေးမှာပဲအဲ့တော့သူလွတ်ခံနေဒါမှမဟုတ်ကိုစကေးသူကုန်ကန်နီးမှာ enemy အပေါ်ကို knock shot စကေးသူထပ်သုံးလိုက်မယ်ကိုစကေးသူနဲ့ဝမ်းထိနေသည်ဖြင့် spell fan လဲတက်နေမှာပါမကင်းရောက်ပြီဆိုရင်တော့ဒီ combo ကြီးသုံးနိုင်ပါရဲ့ skill 3 skill 2 skill 1 skill 2ခုနကလိုသူဝမ်းသူ combo မှာ vision ပေါ်ပြီး stun ပေးရလေးနဲ့အစာပြုတ်လိုက်တာပါ enemy ရဲ့အတွက်ပူပြီးရခတ်သွားစေရဲ့အပြင်ကို့နားမှာသင်မဲရှိနေရင် ပိုတော်ကူညီရသွားပါလိမ့်မယ်။နောက်တစ်ခါက scale 2 scale 1 scale 3 scale 2ဒါတော့ audio ဂျာညတ်တုံးလိုက်တာပါ။ရှေ့ကကွန်ပိုကအတော်အသင့်အလုပ်ဖြစ်ပေမဲ့ escape spell များနဲ့ true hero တွေအတွက်တော့လွတ်နိုင်ခြေရှိပါသေးရဲ့။အဲဒါကြောင့် stand ကိုအရင်မပေးသေးဘဲ scale 1ဖြစ်နေတဲ့အချိန်မှာကောက်ပြီးလိုက်မှာပါ။ vision ကနေတဲ့ဆင့်တခြား enemy တွေလာနေပုံထောက်ရင်ကိုယ်လည်းနောက်ဆုတ်လို့ရပါလိမ့်မယ်။ ဒါတော့ recommend ပေးတဲ့ emblem နဲ့ item တွေပဲဖြစ်ပါတယ်။ The New Hero Sulchan ဟာ6လမှ18ရက်နေ့မှာစထွက်ရှိလာပြီဖြစ်ပြီးတော့သူ့ကို fee ရယူဖို့ဆိုရင် the event လေးမှာ tax လေးပုံမှန်လုပ်ပြီးအောင်လည်းရနိုင်မှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရင်တင်မြင့်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.